မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းဟိုခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ယှက်ဖြည့်ဆည်းသူများကိုဖော်ထုတ်ကာစီကာဝယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေမင်္ဂလာပါဝိမျိုးသစ္စာနမ်းမမှာရှိရဲ့ ရွှေညာမြေပကြီးခမ်းမကြီးထဲမှာအနုညာအနုညာခမ်းမကြီးထဲမှာရွှေညာမြေအနုညာခမ်းမနိုင်ငံကျော်ပကြီးဆိုင်ဦးမျိုးညွန့်ရဲ့ပကြီးဆိုင်ထဲမှာပေါ့နုညာဆိုင်ထဲမှာဦးဇင်းတို့ရောက်ရှိနေပါတယ်ဦးဇင်းဟာတူတယောက်ဖြစ်တယ်လို့ရှေ့ကဦးဇင်းတို့ရိုက်နေခဲ့တခါကြီးကတော့တခါကလွန်နာမည်ကြီးခဲ့တဲ့သရင်တော့ဆိုင်ဆရာဒီနာဆရာကြီးအဝေးဝန်းမှောင်ဖြစ်ပါတယ် စီမျိုးလုံးနဲ့ရမ်းတက်ပြီးတော့ဒီစပီလောကထဲမှာဖြတ်တန်းခဲ့ပြီးတော့မကွေးဝင်းမောင်းတို့မကွေးဝင်းညင်တို့မကွေးမောင်းအောင်တောင်းတို့ရဲ့လို့ရေးခဲ့သလိုဘက်ဆုံကစိတ်ဝင်စားတဲ့ဒကာကြီးဖြစ်ကြောင်းဦးစင်ကတော့ဦးလေးဝင်းမောင်းလို့ခေါ်တဲ့ဒကာကြီးဝင်းမောင်းတဲ့နောက်ဝင်းမောင်းဖေးစရာဒီနောက်စရာကြီးဝင်းမောင်းရဲ့ သူပြောခြင်းတဲ့အကြောင်းလေးတွေကိုဦးဇင်ဘုရားကိုကြီးဆရာတော်ကရှင်ညာမင်း channel တစ်ခုမှလည်းတွေ့ခဲ့ရတယ်သူကိုယ်တိုင်ကိုယ်ဦးလေးတွေလည်းဖြစ်အဝိဇ္ဇာပညာရှင်ပညာရှိတွေရဲ့တမိုင်းတစ်ခုကိုမှတ်တမ်းတစ်ခုယူထားလို့ယူလိုက်တဲ့သဘောပါပဲဒါကြောင့်သမမိတ်သူတော်ကောင်းတို့ဒီကနေ့အဆွေရင်သာနာနဲ့2965ခု69ခုလူရောကောသတက်ကြက်2025ခုဖြစ်ပါတယ် ခရစ်နှစ်2025အော်တိုဘာလ9ရက်နေ့ဖြစ်တယ်လို့ကိုယ်တော်တက်ခဲ့1989ခုနှစ်ဒရင်းရလာစု3ရက်နေ့ဒီနေ့ကြာပြီပါနေ့လေးညွညွရဲ့တက်တက်လွတ်နဲ့တရားထိုင်တရားပြတဲ့အချိန်မလို့သူ့ရဲ့ပကြီးကန်းလေးကိုလာရင်နုပညာထေးကြီးစလင်းနဲ့လဲဦးစင်းတို့တွေ့ခဲ့ရပြီးတော့အခုတော့ဆရာဝင်းဝင်းမောင်ရဲ့ပွဲဆောင်မှုနဲ့ ခုဒီထဲကိုရောက်ရှိလာဆိုမှားပါအောင်ဒါကြောင့်ဦးလေးကလည်းအခုလောလောဆယ်မှာအသက်ကလေးရရှိစေလို့စသဖြင့်လည်းအလုပ်တွေလုပ်နေတော့ပထမဆုံးဦးလေးကိုကိုကိုမိတ်ဆက်ပြီးပါလားတခါကြီးမင်္ဂလာပါနော်အားလုံးချင်းညမီဌာနမှာပြောတော်လူစာနာဘူးဆိုတော့အတုံးလေးစာနာခုစာနာသူစာနာသူအဲ့ဒီစကလုံးအတုံးလုံးလေးကဘယ်လိုသုံးတော်လဲဆိုတော့ဘယ်ဆရာတာကြီးဆရာသုံးတော်ရဆိုတော့မကွေး ပါတီယူနီယုံမှုခံမှရရှိမှာဒီနော်အဲ့ဒီမှာဆရာကြီးဆင်မြင့်အောင်ဘိန်းတို့အော်နော်ဆရာတင်ဆန်းအင်းဟုတ်ရင်တော့နောက်တစ်ခါအဲ့မြောက်ဒီမက်ဂျန်အေဒါဂျုတ်ဆရာဇာကြီးဆရာကြီးဆရာဖေးမောင်တို့နောက်အဟောပြုတ်မှာအလုံးကိုပဲမခွေးစာနာတဲ့ပိတ်သက်ကြိုက်ဆုံးဖြစ်တယ်နော် ျမ်းမာရေးဆိုင်ရာတွေနော်ဟောပြောသွားတယ်ဇာယီဆိုင်တိတ်ပါငူးတင်လို့နော်ပါဝင်အဲ့တော့မဟုတ်မြင်လို့လည်းအဲ့ဒီပြောတာဟောပါတယ်အဲ့ဒီချိန်မှာကျွန်တော်ကဒီစာပေဟောပြောခွင့်မှာကျွန်တော်ကျွန်တော်ကိုယ်တိုင်အခါနာမှုလုပ်ခဲ့တာပါကျွန်တော်နာမည်ကတော့ဒါမကွေးမကွေးဝမ်းမောင်ပါနော်မောင်ဝဲမောင်မောင်ဝဲမောင်မကွေးမကွေးဝမ်းမောင်စသဖြင့်ဒီတရင်စာကြားနေမဂ္ဂဇင်းဒီမှာအများကြီးပဲရေးခဲ့ပို့ နော်ဒါဒါစာနာသူဆိုတဲ့သကလုံးကိုဆရာစင်မြူကျအောင်ဘင်းရနေပြောတုံးသွားတာပါဆရာကိုအမှတ်တရနော်ဂုံကျူးရင်းနဲ့စာနာသူဆိုတဲ့အသုံးလေးကိုအဲတုံးတုံးဖြစ်ပါရှင်းကြအောင်စာနာသူဆိုတာစာနာသူဆိုတာဒီစဖနာရမဟုတ်ဒီဒီတရားနာတာဆိုလို့ရတရားနာသူပေါ့ဟုတ်စာဒီစာပေဟောပြောမှာတက်ရောက်ပြီးတော့နားထောင်ရတဲ့ ပုဂ္ဂိုလ်များကိုဆရာကြီးကနေတော့စာနာဘူးပြီးတော့ဟုတ်ဒီဒီလိုငင်ငင်တော့ဆိုလို့ရှိရင်ဒီစာဟောဆရာကြီးရှိတယ်။ခုနှစ်သားရှင်းနေသားလောက်ဆိုရွာတိုင်းရွာတိုင်းမှာနော်သူဇက်ကွက်ကလေးတွေနဲ့ဟောပြောသွားတယ်တယောက်ချင်းတယောက်ချင်းဆိုင်နေပါနေတော့မပါဘူး။ဟုတ်ဟုတ်တချို့ကြတယ်လဲဆိုင်နေပါနေပါတာပေါ့နော်။စာပြောတယ်သူကစာပြောစာပြောဆရာကြီးစာပြောဆရာကြီးနော်အဲ့လိုပဲတခါစာနာလဲပိတ်တတ်ရှိတယ်။ First thing အဲကွဲစိတ်ကွဲစိတ်ဆရာပုံပဲလားဟုတ်တယ်ကွဲစိတ်ကွဲစိတ်နော်အဲ့တော့ကျွန်တော်ဆရာစင်ကြည့်အောင်ဘင်းရဲ့စကလုံးလေးကိုကြိုက်လို့စာနာသူလို့ဒီနားထောင်ကြတဲ့ဒီလိုင်းပေါ်မှာနော်နားထောင်ကြတဲ့အားလုံးဖြစ်ခင်နေစားတယ်ပေးတတ်များကိုပြောပြချင်ဖြစ်ပါတယ်อืมအတရွေရစကလုံးနေနဲ့အတူအတွေ့အကြုံရစကလုံးနေဟာခရဲ့တမိုင်းကိုတန်းပြီးအရေးကိုမြင်ရတယ်လို့ပဲ ဲ့တော့ဒီကတော့အဝေးဝင်းမောင်ဆိုင်းစရာဝင်းမောင်ဦးလေးဝင်းမောင်အနေနဲ့မိမိရဲ့မွေးတက်ကြက်မိဘအမီးအဲ့ဒါလေးလည်းပြောပြအောင်ညောပေါ့မကွေးမြို့နယ်ကြာကန်ကြီးရောမကွေးတိုင်းမကွေးမြို့နယ်ကြာကန်ကြီးရောတချိန်ကတော့တချိန်တော့မကွေးမြို့နယ်မကွေးမြို့နယ်တိမြို့စစ်မြို့နယ်ထဲမှာဟုတ်နော် တပည့်တော်ကိုယ်တိုင်ကိုပဲဒီမူလကံကြောင့်လေးရန်အဆင့်ကိုနော်မြုပ်တစ်ကိုတော့ပြောတော့ပြီးတော့မူလကံသွားဖြည့်ရပါလှဲဤဒီနဲ့နော်မကွေးကိုမလာသေးဘူးမကွေးကိုမလာသေးဘူးအဲ့တော့မကွေးမြုပ်နေမှာလေးရန်မကွေးမြုပ်မြုပ်တစ်မြုပ်နေမှာလေးရန်အောင်ပြဲတာပါနော်ခြေကပညာလေးတန်းကိုမူလာတန်းကိုအောင်မြင်ခဲ့အဲ့ဒီကနေပြီးတော့မှနောက်ဒီနောက်ဒီကောင်းစီပါညာအဲ့ဒီလက်ထက်ဒီမှာ ျော်မှာရှိတဲ့ကြာကန်ကြီးဟာဒီလူကြီးတွေပေါ့နော်အဲဦးဒီဦးဒီစိန်တို့နော်ဦးတိန်ဆိုးတို့ပေါ့ဦးဒီစိန်တို့ဦးတိန်ဆိုးတို့ရဲ့လက်ထက်ပေါ့နော်အဲသူတို့လက်ထက်မှာဒီမကွေးဦးမြွနယ်ကိုပြောင်းပြတာမြွသိမြွနယ်ကနေတဆင်းမကွေးမြွနယ်ဩကြာကန်ကြီးဟာငကွာမြွသိမြွနယ်လောက်ခံ အခုကြတော့မကွေးမြို့နယ်လောက်ကမကွေးမြို့နယ်မကွေးမြို့နယ်ဟိုအုပ်စုထဲမှာဖြစ်သွားအဲ့ဒီအဲ့လိုအဲ့တော့အဲ့ဒီရွာမှာမကွေးမြို့နယ်ကြာခံကြီးရွာအဖအကြောင်းစီရဦးရှိအမေကဒေါက်ခင်မင်းသူရကန်သူဒေါက်ခင်မင်းနဲ့ဒေါက်ခင်မင်းရဲ့တာမာငွေချင်း၅ရောက်မှာအလတ်သားဖြစ်တယ်နော်ဒီမောင်ဝင်းမောင်လို့ပဲဒါငယ်နိုင်မောင်ဝင်းမောင်လို့ပဲခေါ်တယ်ဒါကြောင့်မိမိရဲ့ကလောင်မျိုးလဲခြားကလောင်တွေရှိလားမကွေးမောင်အောင်ပြင်း ောင်ဆန်းဝင်းမောင်တို့တခြားပါလိမ့်ရှိသေးတယ်အဲမရှိပါဘူးဒီဘွာလေးတွေရှိတယ်မောင်ဝင်းမောင်อืมမောင်ဝင်းမောင်မကွေးอืมဟိုရင်တော့တော့တင်မြို့နာမည်တစ်သိအတက်မခံဩအဲ့ဒီတော့တံပါးဝီဥဝင်းမောင်နဲ့ဒီကမောင်ဝင်းမောင်ဆိုတိုင်းတော့ပါတခါလေးဆိုင်ဆိုင်တော့ပါပြီးတော့တိုက်ဆိုင်ပြီးတယ်ဩနော်အဲ့ဒီတော့မောင်ဝင်းမောင်မောင်ဝင်းမောင်မကွေးပေါ့နောက်မကွေးဝင်းမောင်အဲ့လိုပဲပေါ့နော်အဲဝင်းမောင်မကွေးမြို့မြို့ပေါ့ဒီကောင်နာနုပညာလောကစာပေလောကတဲ့ကို ဘလို့စိတ်မျိုးနဲ့ဘလို့ဖြစ်ဝင်သွားတာလဲကိုယ့်ရဲ့ညီလေးကိုယ်လေးအားလုံးကလည်းပညာတတ်တွေလည်းဖြစ်ကြတယ်အဲဘလို့ဖြစ်လို့ဥမဲအဓိကမိရင်ဒီအနုပညာဘာသာရနေဆိုရင်တမိကြောင့်မှဆရာဦးရှိကြီးခုနာမည်နာမည်ကျော်ခုဒီတန်းရော်ကြီးကျော်ဘကြီးဆရာကြီးဦးမျိုးညွန့်နဲ့လေနောက်ညီကိုတုံးခွဲတွေနောက်ငယ်ငယ်ကဘကြီးဟိုဝါသနာ ပါတယ်ပကြီးရေးဆက်ခဲ့တာပဲနော်အဲပကြီးကိုစီစီပဲမမရေးမရေးခဲ့ဘူးနော်ဒီခဲတို့နော်ဝါဒကာလာတို့နော်နောက်မြေစေးတို့အဲ့လိုပကြီးတွေလည်းရေးခဲ့နော်စာပေဝါဒနာပါတယ်ငယ်ငယ်ကနေပြီးတော့စာပေဝါဒနာကိုပါတယ်ဒီလိုစာပေဝါဒနာပါတယ်ဒါတစ်စနေပြောလို့ရှိရင်မခွေးမျိုးပုံမှာနော် စာကြည့်တဲ့ကောင်းကောင်းအဲ့မှာရှိဟုတ်စာကြည့်တဲ့ရှင်မခွေအထတက်တမ်းမြင့်ချောင်းလို့ခေါ်တာအင်းအင်းဒီနေ့ခေတ်ကလည်းဆောက်ခဲ့တယ်တမ်းမြင့်ချောင်းကြီးကုစုနှစ်တရာတစ်တရာကျော်ရှိသွားဟုတ်တယ်နော်အဲ့ဒီကျောင်းမှာဒီကျွားနေပြီးတော့နေရအောင်ငါးရန်အဲ့ဒီမှာဆက်ပြီးတော့တက်တာမခွေပြည်သူသားကျောင်းဦးစားကကျောင်းမှာ